ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါဒီခါကျွန်တော်ခုပြောမှာကဒီဟိုမိတ္တလာခမရတို့ပြောတဲ့ပါလေဟိုပြည်သူစစ်ကအကူဇော်ယူထွန်းနဲ့အကူဖြိုးပေါ့နော်ဘုံဘူးဝေဖြိုးပေါ့ဘုံဘူးဝေဖြိုးဆိုတော့သူကအပစင်42က42ကပေါ့နော် indie 41အဲအကြောင်းကျွန်တော်မပြောတော့ကျွန်တော်ကတက်ကနေတက်ဘက်ကနေလိုက်ပြီးတော့ဒီကောင်မပြောရဲဘူးပါညာနဲ့ကျွန်တော်ပြောတယ် ကျွန်တော်အမှန်တိုင်းပြောရင်ကျွန်တော်မပြောကျွန်တော်ကလူတွေဝိပန္နာကိုလူတွေကမဟုတ်ကဟုတ်ကတွေပေါ့နော်အဲ့လိုပြောတာကိုကျွန်တော်ကဖြည့်ရှင်းပေးခြင်းနေနော်တက်မတော်ရဲ့အတိုင်းဝိုင်းကကျွန်တော်အများကြီးရှိတာကျွန်တော်နဲ့ကျွန်တော်ဘာမပြောရရမှာတော့အမှန်တရားကိုအဲ့တော့ဒီညပြောမယ်ဒီညမှာကောင်းကောင်းနိုင်ရတာ သွားနေလာနေရတာဟုတ်လားကျွန်တော်စစ်တဲ့အကြောင်းဘာဖြစ်တယ်လို့ညာပြည့်ကျွန်တော်နာမကတိုင်းရိပ်တာမှာကျွန်တော်အိတ်ခဲ့တာပဲကျွန်တော်ပြောလို့မရဘူးလေကျွန်တော်ဘေးမှာအမှုပညာရှင်တွေပါတယ်လေအဲအမှုပညာရှင်တွေကကျွန်တော်ပြောနေရင်ကျွန်တော်အဆင်မပြေဘူးလေဗျာဟုတ်တယ်မလားအခုဒီညာပြောပေးမယ်မူးနေတယ်ဘာလို့မူးရင်လူကမူးရင်ချီးကျွေးရင်ဘယ်သူမှမစားဘူးခင်ဗျာကျွန်တော်ကျွန်တော်မူးနေတယ်လို့ ဘာလို့ပြောခင်ဗျာချီးကျွင်းစားမလားဟုတ်လားအဲ့တော့ပြီးမားကျင်နေပတ်စလို့ပါတယ်မရှိရဲ့တွေးတိုးနေရလားကိုကြီးတွေးမတိုးဘူးဒီအဓိကအရေးပြတ်တာအေးပြတာကျွန်တော်တို့ကျွန်တော်ဖွင့်လင်းဆုံးပြောပြမယ်ကျွန်တော်ကနှထိုးကြီးဒီဝလူကိစ္စတုန်းကလည်းကျွန်တော်မအေးရဘူး ညမနေ့3နာရီ4နာရီဒီကျွန်တော်လိုင်းပေါ်မှာတရင်နေယူတယ်ကျွန်တော်နှထိုးကြီးကိစ္စကိုကျွန်တော်ခင်ဗျားတို့သိတယ်နော်ကျွန်တော်ဒီနှထိုးကြီးမဖြစ်ခင်တည်းကကျွန်တော်អော်ခဲ့တယ်ဒါပေမဲ့ဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာဖြစ်တော့ကျွန်တော်ကအကြီးတရင်ကိုအသေးအတန်လိုက်တာဒီနှထိုးကြီးဒီဝလူကိစ္စလိုက်တော့ကျွန်တော်အဲ့အဲ့လိုမရတော့အဲ့အချိန်မှာတရင်ကလည်း ။အဘာဖြစ်နေလဲဘာဖြစ်လဲကျွန်တော်တို့ကလည်းအောက်ကိုမေးတယ်။နော်မေးတော့တည်င်းဆောင်ပြီးတော့မှကျွန်တော်တို့အပေါ်ကိုကျွန်တော်တို့ပို့ရတယ်။ပို့ပေးတယ်။အခုဝက်လူတို့ပါတို့အခုကျွန်တော်ပြောပြပါမယ်အခုစီမီကုံတို့ပါတို့ပေါ့နော်ကျွန်တော်တို့ပို့ပေးတယ်။စကိုင်းဆိုလဲကျွန်တော်တို့ပို့ပေးကျွန်တော်တို့အိတ်အလူရလူဟာအိတ်ချင်ရ၄နိုင်၅နိုင်လောက်အိတ်ချင်ရတော်သေးတယ်။ အဲ့အချိန်ကြီးကျွန်တော်မအိပ်ဖဲနဲ့အဲ့သတင်းကိုလိုက်တယ်လိုက်ပြီးတော့ပြောတာတကယ်တော့ကျွန်တော်ပြင်ပန်းတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကတိုင်းမျိုးချစ်တာလေတိုင်းမျိုးချစ်တယ်နိုင်ငံကိုချစ်တယ်တမ်းမော်သားတွေကိုချစ်တော့အေးပြတယ်ဗျာကျွန်တော်ငိုရဲအရက်ကြိုက်တာဒါကျွန်တော်ကဘယ်သူမှမလိမ်ဘူးကျွန်တော်အရက်တော့ပြီးဘယ်သူမှမမာဘူးကျွန်တော်ကအဲ့မှာတတင်းလိုက်ရင်းနဲ့ဒီဒီဝလူးကိစ္စပေါ့နော် ငါးကိုရှစ်တို့ငါးရှစ်ကိုတို့ကိစ္စတွေကိုညမှတရင်ပေးရရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကလောက်တော့ဘာဘာလို့ကျွန်တော်ဒါတွေတိတ်တော့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုတော့အခုဒီကျွန်တော်တို့အုံမဒီအုံခါတို့30တို့အဲဆမ်စဲတို့ဟိုကျွန်တော်တက်မတော်ကခင်ဗျားတို့ကအုံမဒီအုံမခါမရသေးဘူးလားလို့ခင်ဗျားတို့ကပြောတယ် စံစဲတို့ငုတ်ကလေးတို့မရသေးဘူးလားတော့ခင်ဗျားတို့ကမေးမယ်။ဒါပေမဲ့ခင်ဗျားတို့ဘလောက်ပူပေါင်းလဲ။ခင်ဗျားတို့ရဲ့ပူပေါင်းတဲ့ပုံမှာမူတည်တယ်။ကျွန်တော်ကမအိပ်ဘူး။အဲ့တဲ့ရင်နေလိုက်ပြီးတော့ကျွန်တော်ကအောက်ကမလို့ကျွန်တော်အပေါ်ထိရောက်ပေးတဲ့ကောင်။အတူတည်းကျွန်တော်အရက်တောက်တယ်လို့ဘာညာလို့ပေါ့နော်။အရက်ကကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာလေ။ကျွန်တော်အရက်တောက်တာနဲ့တိုင်းပြည်အတွက်မအောလား။ အဲဆိုတမတော်ကာဝေဦးစီးချုပ်အဘကချုပ်ကြီးဦးမေအောင်လိုင်းအဘတုချုပ်ကြီးဟိုငယ်တော့ဘောတော့အခုဒီဘက်နောက်ပိုင်းနေရောသူတို့ရောအရက်မတော့ဘူးလားဟာတောက်ရတာပဲအရက်တောက်တဲ့လူတိုင်းကခနာတို့အထင်မကြီးစရာဟိုဟာဒီကောင်အရက်တောက်နေတာပါဘာမှမဟုတ်ရှောက်ပြောနေရမှာဆိုရင်တော့ကဲဆိုစစ်သားအရက်မတော့ဘူးလား ရှေ့တန်းမှာတိုင်းရဲစစ်သားတွေအဲ့ဒီတမတော်ကိုပြန်ပြီးတော့ပုံကန်တော်လန်နေတဲ့လူတွေကအယက်မတော့ဘူးလားမူးစည်းဝါမရှိဘူးလားအဲ့တော့စဉ်းစားပေါ့ဗျာမဟုတ်လားလူဆိုတာဟိုကိုပြောတဲ့ဥစ္စာတော့ဟိုအယက်တော်တိုင်းခင်ဗျားကလေကျွန်တော်တို့ကနိုင်ငံတော်အလုပ်လုပ်တာဟာ နော်တိုင်းဗီဒီယိုလုလုတာကျွန်တော်တို့ရှော့ပြောနေရမှာအခုကျွန်တော်တို့တိုက်ခိုက်နေတယ်လူတွေအများကြီးပဲစော်ဘုံကြီးမဖမ်းဘူးလားလို့စော်ဘုံကြီးဒီလောက်ဆဲတာလို့စော်ဘုံကြီးဒီလောက်ပြောတာလို့အဲ့ဒီလူတွေကစော်ဘုံကြီးကောင်းကြောင်းပါတခုမှမရေးဘူးရောဟမ်စော်ဘုံကြီးကောင်းကြောင်းပါလို့မရေးတာလေကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကိုကျွန်တော်မေးကြည့်တာပါ ကျွန်တော်ဇော်ပွင့်လုတ်ခဲ့တဲ့တက်မတော်တဲ့လုတ်ခဲ့တဲ့ကောင်းကြောင်းတွေဘာလို့မရေးပဲနဲ့ကျွန်တော်ကအမှန်တရားကိုပြောတဲ့ဟာတွေကိုပဲဘာလို့တိုက်ခိုက်နေရလဲခမားတို့မှာရေးစရာအဲ့လိုဆဲတို့စောပေါ်ရဆဲတယ်လို့ဘာလို့ညာလို့ပဲခမားတို့ရေးတယ်အဲ့တော့ကျွန်တော်စောပေါ်ရင်ကောင်းတဲ့အလုပ်တခုတွေခမားတို့ဘယ်သူဘယ်သူမှမရေးဘူးပေါ့ကျွန်တော်ဖမ်းမယ်ပေါ့ဟာကျွန်တော်ရှင်းချင်တာပြသလား ဒါကျွန်တော်ဒါဟိုခဏစောင့်တော့ကျွန်တော်ဟိုဟာကိုပြောမှာအခုလူတိုင်းကပြောကြတယ်ကိုစော်ဘုန်းကြီးမှမပြောရင်နဲ့မယုံဘူးတဲ့ဒီဟိုကိစ္စပါလေမလိုက်ဘူးမလိုက်လားအာအဲဇော်ယူထွန်းနဲ့ဒီဘုံမူဝေဖြိုးဆိုတဲ့လူနဲ့ဖြစ်တာเนาะအဲ့တော့ကိုစော်ဘုန်းကြီးပြောမှရမယ်ဆိုတော့ကျွန်တော်ဟာဟာ ကိုကျော်ဘုံရဲ့ YouTube မှာတဲ့ line နဲ့မတွေ့ဘူးတဲ့။ဘာညာပေါ့။အဲ့လိုပြောတော့ကျွန်တော်ပြောပေးမယ်လို့ခဏဆောင်းလို့ကျွန်တော်ခီးထွက်နေလို့လို့ကျွန်တော်ဒီဇော်ယူထွန်းနဲ့နော်ပြည်သူစစ်ကဇော်ယူထွန်းပေါ့နော်ပြည်သူစစ်ဆိုတော့သူကယာတူးအရာခံတော့အဲကျွန်တော်လည်းမပြောတတ်ဘူး ြည်သူ့ခေါင်းဆောင်လို့ပြောတယ်။နော်အုပ်ခွဲတက်ချက်ကြီးလို့လည်းအဲပြောတယ်။ဒီဘက်တစ်ဘက်ကတော့ဘုံမှုဝေဖြိုးဘုံမှုဝေဖြိုးဆိုတာကဒီရက်စီအပတ်စဉ်အင်းဒိတ်41ကအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပေးမယ်။နော်နားလေအောင်ပြောပေးမယ်။ခင်ဗျားတို့ဘယ်သူမှမရှင်းပြနိုင်ဘူး။မချင်းပြနိုင်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပေးမယ်။ဟုတ်ပြီလား။ခဏလေးစောင့် အခုကျွန်တော်ပြောချင်တာကျွန်တော်ဆေးပေးမားနေသူများတဲ့ဒီကနေ့တဲ့မိမိဘက်မှာအတိုက်အခိုက်ခံရဆုံးပုံကိုယ်ကိုပြပါဆိုရင် ကိုစောဖုံဝင်းကိုပဲပြရမယ်တဲ့သူ့ကိုတဲ့တပတ်ကတိုက်ခိုက်နေတာ မဆမ်းမိမဲတဲ့တမတော်ထောက်ခံနေသူချင်းအတူတူအဖန်းခံထောင်ချဖို့ကြိုးစားနေတဲ့သူတွေအများများနေပြီတဲ့ကျွန်တော်သူ့ကိုတိတ် မကြည့်ဖြစ်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေပြန်မှာဘရစီတဲ့သူပြောရင်နဲ့ကိုရီကိုသွေးဒီလုံးများဒီလုံးတွေများလုံးနေတဲ့ဒါဒါတော့မြတ်မြတ်ရတာပြောတာများလုံးနာရဲ့ဆဲဆိုရိုင်းဆိုင်တာရဲ့အရက်ပလင်းတပြားပြားနဲ့လုံနေတာရဲ့အကြောင်းနဲ့မကြည့်ဖြစ်တာပါတဲ့ဟုတ်ပါတယ်ကျွန်တော်အရက်တော့ပတ်ပါတယ်ကျွန်တော်ကအရက်ပလင်းပြတယ်ဆိုတာက ကျွန်တော်အရက်ကောက်တတ်တယ်ကျွန်တော်မလိမ့်မညာခြင်းလို့ကျွန်တော်အရက်တောက်တာဟုတ်တချို့တွေလည်းကျွန်တော်တို့လူတွေရှိရဗျာအရက်တောက်ပြီးတော့မှလိုင်းပေါ်မှာလည်းသူတို့မပြဘူးပေါ့ဒါတော့ဒါသူတို့ကိစ္စလေမဟုတ်လားကျွန်တော်ကတခါတည်းရှင်းပြထားတာကျွန်တော်အရက်တောက်တတ်တယ်ကျွန်တော်အရက်တောက်တယ်ဆိုတဲ့အကြောင်းကိုပြခြင်းလို့ကိုအရက်ပလင်းကိုကျွန်တော်ပြနေရတာ ဘသူအပြချင်ပါလဲဗျာကျွန်တော်လည်းအုံနောက်ရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အုံနောက်မရှိတဲ့လူမှမဟုတ်တာဘာလို့လဲဆိုတော့ကျွန်တော်ကမလိမ္မာညာဘူးခဲ့လူတန်းသားလေးမှမပါဘူးဘာဖြစ်လဲကျွန်တော်အရက်တော့တယ်အရက်တော့လို့ကျွန်တော်မားတဲ့အရာပါရှိလေကျွန်တော်နိုင်ငံတော်တိုင်းပြည်တွေကျွန်တော်လည်းတက်တဲ့နေဘက်ကကျွန်တော်လှုပ်တယ်ကျွန်တော်ကအရက်တော့တဲ့တောင်မလိမ္မာညာပဲနဲ့သူတော်ကောင်းရောက်မဆောင်ဘူးပြချင်လို့ကျွန်တော်ကတမင်သက်သက်ကလေးပြပေးတာ ။နောက်အမှဒီမှာထပ်ပတ်ပြမယ်။ဒါကားတဲ့သဘောမကျတဲ့အပိုင်းနဲ့တဘောကျတဲ့အပိုင်းကားတဲ့ခြေတန်းကတက်မလို့သားတွေကိုတကယ်ကူညီတယ်။တတိရှိရှိနေရအနှံ့သွားရဲတယ်။သူ့ကို လူတိုင်းသိနေတာလေတဲ့။ပီလီရဲ့ဝိုင်းထားတဲ့မြင်းညံကမက်တီတာယူမှုစီအရောက်သွားပြတာလေးစားတယ်။ကိုဆိုမက်တီလာရောက်တာတော့ ကိုဇာတိမြင်းကြံကိုမပြန်ရဲဘူးတဲ့နော်ကျွန်တော်ပို့ထားတာပြောစရာရှိရင်တဲ့တိုင်းပြည်နဲ့ပြည်သူမျက်နာပဲကြည့်ပြီးဘယ်သူမျက်နာမှမထောက်ပဲရဲရဲတင်းတင်းအာမနာတန်းပြောတာအလွန်သဘောကျတယ်တဲ့အလွန်အကျွန်းဆဲတာသဘောမကျလဲဆဲရခြင်းအကြောင်းသိနေလို့အပြစ်ကြီးတခုလို့ မရှုမြင်ဘူးတဲ့ဒါတွေကကြိုက်ချင်းမကြိုက်ချင်းအချက်တွေချက်ချင်းချက်ချင်းမုံချင်းကင်းစွာအကျိုးသားဆုံးပြောပြတာတဲ့သူကကိုယ်တိုင်လည်းပြောရှာပါတယ်တဲ့နိုင်ငံရေးနားမလည်ဘူးဒီတော့သူ့ကိုနိုင်ငံရေးအသည့်လဲနဲတာများတယ်ပြောဖို့တော့မလိုတော့ပါဘူးတဲ့အရေးဆုံးအရေးကြီးဆုံးအချက်က ကိုဇော်ဘုံအင်းကတက်မတော်ထောက်ခံသူအများစုကယုံကြည်လေးစားကြတယ်တဲ့အားကိုးကြတယ်ဒါကလူတိုင်းမှာမရှိတဲ့သူ့ရဲ့ပင်ကိုအရေးချင်းပဲတဲ့သူကတိုင်းမှုတွေတက်မမှုတွေလောက်ကန်ဆောင်ရွက်နေတာမအောင်မြင်ရင်တာဝန်မကျေသူအဖြစ်တက်မှတ်ပြီးစော်တော့တာပဲတဲ့အဲ့ဒီမှာသူ့အတွက်တစ်ဖက် ထဲသားအချင်းတက်လော်ပြီးစစ်စစ်တွေနဲ့ထိတ်တိုက်တွေ့တော့တာပဲတဲ့တက်လော်ပြီးတော့ကျွန်တော်သိပါတယ်နော်ဒါပါတိုင်းမူလောက်ကိုဖျားတင်တမမူလောက်ကို အကတာဝကလောက်ယူစကိုးခွေနေတဲ့တက်လော်ပြီးတွေကကိုစော်ဘုံဟင်းဆဲဆူဝေဖန်နေတာတွေကို နားမခံတာတော့ဘူးတဲ့သူတို့ကတဲ့တိုင်းပြည်ဆိုတဲ့အမြင်ကျေထက်တက်သေးကအရာရှိတွေဆိုတဲ့အမြင်ချင်းနဲ့ရှုမြင်ကြတာကိုတဲ့မရှိရင်ဘယ်ဘီဘီအလိုက်အီဖနဘယ်ဗစ်တူထရတ်ပေါ်နော်ကိုပြန်ဖတ်ပါပေါ့ဒီတော့ကိုစော်ဘုံကြီးလူတန်းတာကိုတယောမဲ့ တိုင်းမှုတွေကိုဖင်မမယ်နောက်ဆုံးကိုယ်စော်ဘဝင်းကို မဖမ်းဖမ်းအောင်တိုက်တွန်းတဲ့အထိ ပေါ်ပေါ်တင်တင်လှုပ်လာကြတာတွေ့နေရပါတယ်တဲ့ကိုယ်စော်ဘဝင်းဒီအများပြည်သူယုံကြည်လေးစားတော့မိမိဘက်သားများ တက်ကြွလှုပ်ရှားသူအဆင့်ပါ နိုင်ငံရေးနားလည်သူမဟုတ်ပါဘူးစက်တူရွေးကဘာမှမဖြစ်ဘူး မေတော်တွေကကဲပြနေတာနေနေကြတယ်တဲ့မြင်မကောင်းဘူးတဲ့တက်လော်ပြီးစစ်စစ်တွေဆေးမတိုက်နေပြီလို့ဝေဖန်ကြပါတယ်တဲ့တာဝန်မကျေတဲ့တိုင်းမှုတွေလက်စားတဲ့ဂိတ်တွေအလုံးမလုံးတဲ့နေမြေခံတာဝန်ခံအရာရှိတွေဌာနဆိုင်ရာဖရဲသီးတွေကို ထောက်ပြရမှာတဲ့ ထောက်ပြရမှာလေးတဲ့ဒါမှတက်မတော်အတွက်ရောတိုင်းပြည်အတွက်ရော ကောင်းကျိုးရမှာမဟုတ်ဘူးလားတဲ့ဇော်ဘုံအင်းကိုဖန်ခိုင်းနေတာအရာရှိဇိုးတွေကို အားပေးနေတာ ਨੇ အတူတူပါပဲတဲ့သူကားတဲ့မဟုတ်တဲ့အရာရှိဇိုးတွေကိုပဲဝေဖန်နေတာလေးတဲ့စစ်တရင်တွေတင်မလားဟုတ်တာရောမဟုတ်တာရောတင်ကြပါစိုက်ဝါဆိုပြီးနားလည်းပေးလို့ရကြပါလိမ့်မယ်တဲ့ အများပြည်သူယုံကြည်လေးစားနေတဲ့စပီကာတယောက်ကို ထောင်မကျကြအောင်ရုံမှာရင်အောင်လိန်ပြီးလိန်ကြရင်လိန်ပြီးလိန်ကြရင်နဲ့တက်မတော်အရေးအသွေးနှိမ့်ကြပြီးပြိုကွဲအောင် လုပ်နေတာဘယ်သူတွေလဲဆိုတာမေကွန်းထုတ်လာကြပါလိမ့်မယ်တဲ့ကိုရွှေမျိုးဝင်းနဲ့ဟောကျွန်တော်မလေးဦးတော်ကျွန်တော်ဖုံးဆက်နေကျွန်တော်ဒီမှာကြည့်လိုက် အခုအချိန်ကဘယ်နှမိနစ်လဲ10နာရီနဲ့10မိနစ်နော်ကျွန်တော်ဖုန်းဆက်နေတော်ဖုန်းကြဝိုင်းနော်ကျွန်တော်ကကမ္ဘာရောတကယ်ချစ်တဲ့လူကမ္ဘာရောသားတွေကိုတကယ်ချစ်တဲ့လူနေရာတန်းကိုရောက်တဲ့ကောင်ကျွန်တော်ကျွန်တော်ကတကယ်သွားတာအခုနာမခရဲ့အနောက်မြောက်တိုင်းစစ်တပ်နန်းချုပ် တိုင်းမူဘိုးချုပ်မျိုးမင်းထွေးကိုမေးလိုက်တိုင်းစစ်ဦးစီးချုပ်ဒေသ21ကဘိုးချုပ်ကျော်ဆောင်မင်းကိုမေးလိုက်ကျွန်တော်တို့ကမိသားစုတွေနော်ကျွန်တော်ဘာလို့ခမားတို့ဖန်ခိုင်းကျင်နေကြတာလဲတတိထားရမယ်မဘုံလာလေကြည်လိုက် ျွန်တော်ဖန်ခံတဲ့လူတွေကဒီမာကြီးဒီမာနောက်တလုံးတော့နှလုံးလုံးစတိုက်လာတာဒီမာကြီးဒီမာနောက်တလုံး3969 3118ဒီမာက3969680 959ကျွန်တော်ဘာလို့အဲ့လောက်တိုက်ခိုက်ကြတာလဲဖေးသေးသေးလား ကြီးရသေးလားကျွန်တော်အခုနောက်ရောက်တိုင်းစစ်တမ်းတိုင်းတိုင်းမူရဲ့အလူကိုကျွန်တော်သွားတယ်တစင်းဦးရောကျွန်တော်ချော်စိုးဦးရောသွားတယ်ဒုတိယအကြိမ်ကျွန်တော်ဆက်သွားတာပထမအကြိမ်ကတော့ဖြစ်တော့ချော်စိုးဦးမပါတော့ဘူးဒုတိယအကြိမ်မှာမပါတဲ့အတွက်တစင်းဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းတစင်းဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝန်းရဘလိုယောက်ျားမျိုးလဲဆိုတာကိုတစင်းဦးပြောပြလိမ့်မယ်